ခုခေတ်တချို့လူတွေနော်မျက်နှာကဘလို့မှကြည့်လို့မလအောင်ဘလို့မျက်နှာမျိုးတော့ဆိုရင်အရင်တော့ကရုပ်ရှင်ရိုက်တဲ့စာတန်းလိုပဲငို၍ရည်ရွယ်မရတော့မျက်နှာဆိုဘလို့မျက်နှာမျိုးလည်းမသိဘူးနော်အိုလိုလည်းမရဘူးရည်လိုလည်းမရဘူးတချို့ကရည်တာတောင်ပြုံးတာတောင်မဲ့ရောင်ပေါ်နေတဲ့မျက်နှာမျိုးရှိသေးတယ် ပကြီးဆရာတော်မတခါတလေအဲ့ဒီမျက်နာမျိုးပေါ်ဆွဲချိန်မှာဆွဲတတ်ပါကံကြမ္မာကတော့ဆွဲပေးလိုက်တယ်ပြုံးတန်တော်မမဲ့တဲ့မဲ့တဲ့ရုပ်ပေါ်ဆွဲထားတယ်အဲ့ဒါဒေါသရဲ့အရှိန်အဝါလေးလို့ဒီလိုပြောရပါမယ်အဲ့တော့ဒီဒေါသကဘယ်သဘုသူစီမှာဖြစ်တယ်ဆိုကိုယ်တဏ္ဍမှာဖြစ်တာပဲဒါဖြင့်ဒီဒေါသကိုဘာနဲ့ရှင်းကြမလဲမြတ်စွာဘုရားက မေတ္တာဘာဝေတ္တဗံဒေါသတပဟာနာယဒေါသကိုအပြတ်ရှင်းကျင်လို့ရှိရင်မေတ္တာဘာဝနာပွားပါတဲ့ဒီလိုပြောတာမေတ္တာဆိုတာအာဒေါသမုန်တီးခြင်းအလိုမကျမှုခင်းခြင်းလို့ဆိုရက်အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားဟာအာရောဒအဲ့ဒီအာရောဒဆိုတဲ့မေတ္တာတရားဒီ ဒေါသဆိုတဲ့တရားကိုဖယ်ရှားပြစ်နိုင်ပါတယ်တဲ့ဒါဖြင့်မေတ္တာဘာဝနာဘယ်လိုပွားရမလဲလို့ဆိုလို့ရှိရင်ကိုကိုကိုအရင်အာယုံစိုက်ကြည့်လိုက်လူတိုင်းလူတိုင်းဟာကိုကိုရှေးဥစွာအာယုံထားလေးရှိကြဒါကြောင့်မလို့မေတ္တာပို့တဲ့ထဲမှာအဟံအဝိရောဟောမိငါရံခင်းမရစေအပြပစ္စောဟောမိဆင်းရဲခင်းမရစေ အာနိကောဟောမိဒုက္ခတွေကင်းမရစေဒုက္ခိအတ္တနံပရိဟရာမိချမ်းသာဒုက္ခချမ်းမြတ်တာခန္ဓာကိုယ်ကြီးရဲ့ဝန်တွေကိုရွတ်ဆောင်မရစေလို့ကိုကိုကိုရှေးဥစွာအာယုပြုတ်ပြီးတော့ကြိလိုက်ပြီးတဲ့အခါအေးငါရန်ခင်းနေတယ်ကြောင်းကြခင်းနေတယ်ဆင်းရဲခင်းနေတယ်ချမ်းမြတ်တာဖြစ်ချင်တယ်ဆိုရလိုပဲဒါပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာလည်းပဲဒီလိုပဲ ဆန္ဒရှိကြမှာပဲလို့မေတ္တာအခြေပြိုးနိုင်အောင်အဲ့လိုစိတ်ကအာယုံပြုတ်လိုက်အာယုံပြုတ်လိုက်တဲ့အခါကိုယ်စိတ်လေးကနှူးညံ့လာနှူးညံ့လာတဲ့အတွက်ကြောင့်အများကျိုးလိုလားတဲ့စိတ်ကလေးပေါ်လာတဲ့အခါမှာအာလုံတ္တဝါတွေကအစဉ်ပြေကြပါစေချမ်းချမ်းသာကြပါစေကျမ်းမာကြပါစေဆိုတဲ့ကိုယ်နှစ်သက်တဲ့အတော်ကလေးနဲ့ကိုယ်နှစ်သက်တဲ့အတွေးကလေးနဲ့အများတ္တဝါတွေချမ်းသာပါစေဆိုတဲ့ ဒီစိတ်ဓာတ်ကလေးထတ်တလဲလဲဖြစ်အောင်လုပ်တာကိုမေတ္တာပွားတယ်လို့ခေါ်တယ်